ထိုင်းလူဝင်မှုကြီးကြပ်ရေးဘီရိုကဗီဇာကင်းလွတ်ခွင့်နဲ့ခီးသွားဟန်ဆောင်ပြီးအဝင်ထွက်လုပ်ခါဗီဇာအလွဲသုံးစားလုပ်သူတွေအထူးသဖြင့်စိုက်ပါမှုကိငွေကြေးခဝါချမှုလူကုန်ကူးမှုတို့နဲ့ဆက်ဆက်သူတွေကိုတားဆီးဖို့စစ်ဆေးမှုတွေတင်းကျပ်လိုက်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံကိုဗီဇာကင်းလွတ်ခွင့်နဲ့ဝင်ရောက်လာပါကနှစ်ကြိမ်ထပ်ပို့ပြီးတတန်းတိုးခွင့်ရမှာမဟုတ်ပဲဗီဇာတတန်းတိုးခြင်းတွေကိုတင်းကျပ်သွားမှာဖြစ်တယ်လို့ထိုင်းလူဝင်မှုကြီးကြပ်ရေးယုံကထုတ်ပြန်ထားပါဗျ။လူဝင်မှုကြီးကြပ်ရေးဖွဲ့အနေနဲ့ စစ်ဆေးရေးလုပ်ငန်းတွေကိုတိုးမြှင့်ဖို့အတွက်အချက်၄ချက်ကိုအလေးပေးဆောင်ရွက်မှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဆိုပါချက်တွေကတော့ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲဗီဇာရန်ကိုနှစ်ကြိမ်ထပ်ပို့ပြီးအသုံးပြုတာတွေ့ရင်လူဝင်မှုကြည့်ချက်ရေးကဝင်ခွင့်ပယ်ချမှာဖြစ်ပြီးနေဆက်ဒေတာတွေအထူးသဖြင့်မဲဆောက်လို့ကြားဖြန့်အခြေစိုက်တဲ့နေရာတွေကနေလာပြီး blacklist စီးရင်ဝင်ထားတဲ့နိုင်ငံသားတွေကိုထိုင်းနိုင်ငံနဲ့လုံးဝပြန်ဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါဗျ။ ဗီဇာရန်လောက်တဲ့အမှတ်တမ်းရှိသူတွေကပြည်တွင်းမှာဗီဇာတက်တန်းတိုးလာလျှောက်ရင်လုံးဝခွင့်ပြုတော့မှာမဟုတ်ပဲခွင့်ပြုမိခဲ့ရင်တော့နောက်ပိုင်းမှာဗီဇာကိုပြန်လဲရုပ်သိမ်းပြီးတော့နေရက်ကိုပြန်ပို့မှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်ဗီဇာတက်တန်းကျော်လွန်နေထိုင်သူ overstay တွေကိုတနိုင်ငံလုံးအတိုင်းအတာနဲ့အရှိန်ဟုန်မြင်ပြီးဖမ်းဆီးရှင်းလင်းသွားမယ်လို့လည်းအမိန့်ပေးထားပါတယ်။စစ်ဆေးမှုတွေတင်းကျပ်လာတာကြောင့်လေဆိပ်တွေမှာအထူးသဖြင့်ခီးတဲ့အများဆုံးအချိန်တွေမှာ ိုင်ငံကူးလက်မှတ်စစ်ဆေးချိန်အနည်းငယ်နှေးကွေးနိုင်တယ်လို့လည်းဝန်ခံထားပါတယ်။ဒီလိုလှုပ်ဆောင်တာဟာခီးသွွားလုပ်ငန်းကိုထိခိုက်စေဖို့မဟုတ်ပဲအရေးသွေးရှိတဲ့ခီးသွွားတွေကိုပဲရွေးချယ်လက်ခံပြီးနိုင်ငံရဲ့လုံခြုံရေးကိုမြင့်တင်ဖို့ဖြစ်တယ်လို့ထိုင်းလူဝင်မှုကြီးကြပ်ရေးကပြောကြားထားပါတယ်။2025ခုနှစ်အစောပိုင်းမှာပဲနိုင်ငံသား2900ခန့်ကိုဝင်ခွင့်ပေးပြီးဖြစ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။